မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့ November 10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းတပ်စင်မြို့နယ်မှာစစ်ခွေးတွေနဲ့ PDF တွေမနေ့က November 9ရက်နေ့မနက်10နာရီကမှထိတိုက်တွေ့ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပ်စင်မြို့ရဲ့တောင်ပတ်ချမ်းကနေထွက်လာတဲ့ စစ်ခွေးတပ်ဖွဲ့ဝင်9ဦးဟာ PDF စစ်ကြောင်းနဲ့ထိတိုက်ပွဲခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီးတော့စနိုက်ပါတလက်နဲ့ကြီးစံတချို့ကိုသိမ်းယူနိုင်ခဲ့တယ်လို့ PDF ရဲဘော်တွေကပြောပါတယ်။9ကောင်မှ2ကောင်သေတယ်။အလောင်းတွေကိုသူတို့ဘာသာသူတို့ပြန်ဆွဲသွားတယ်။ကျွန်တော်တို့ဘက်ကစနိုက်ပါတလက်ရလိုက်တယ်ဗျ။ ကျွဲဆွဲရွာဘက်ကိုပြန်ဆုတ်သွားတယ်လို့ကာကွယ်ရေးဝော်တအုပ်ကအတိအပြုပြောကြားထားပါတယ်။တိုက်ပွဲဖြစ်ပွားချိန်နိုင်ဝက်ခန့်ဖြစ်ပွားခဲ့ပြီးတော့ပြည်သူ့ကာကွယ်ရေးဝော်တွေဘက်ကအထီးကိမရှိဘူးလို့တန်းစဲ People's Defense Force ကတာဝန်ရှိသူကပြောဆိုထားပါတယ်။စစ်ကောင်စီတပ်သားတွေဟာကျွဲဆွဲကြီးရွာဘက်ကနေထွက်လာတာဖြစ်ပြီးတော့တိုက်ခိုက်ခံရပြီးတဲ့နောက်မှာလည်းအဲ့ဒီဘက်ကိုပဲပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဒါပေမဲ့နှစ်ဦးသေပြီးတော့ Sniper တပ်လက်ဆုံးရှုံးခဲ့တဲ့အတွက်စစ်ခွေးတပ်ကစစ်ကြောင်းပြန်ထိုးဖို့စူးစမ်းနေတယ်လို့သတင်းရထားပါတယ်။စစ်ကောင်စီတပ်ဟာတန်းစဲမြို့နယ်ကို drone နဲ့အပြင် spy volume စင်နဲ့ပါ လေးချောင်းကနေကင်းထောင်နေလို့သတိပြုနေထိုင်ရဖို့ဒေသခံတွေကိုကာကွယ်တပ်ဖွဲ့ဝင်တွေကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဒီပင်ရဲမြို့နယ်အတွင်တက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကိုစစ်တပ်က Y8 နဲ့ရိတ်ခါတုံများကျဲချပို့ဆောင်ခဲ့တော်လဲတော်လိုင်းရေးတပ်ဖွဲ့များကရိတ်ခါတချို့ကိုသိမ်းဆီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့မှာဒီပင်ရဲမြို့ပေါ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတွေကိုစစ်တပ်ရဲ့ Y8 လေယာဉ်တစ်စီးကရိတ်ခါတုံများလာရောက်ကျဲချပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ အခုလိုမျိုးရိတ်ခါတို့များလာရောက်ကျဲချပေးကြတဲ့နေရာများကိုဒီဘဲရင်တိုက်နယ်တစ်ပတ်ကဖာလှုပ်ရှားတက်စိတ်ကတော်လိုင်းရုပ်ပေါ်များကမနေ့ကနိုဖမ်ဘာလ9ရက်နေ့မှာနေအမြင်ရှင်းလင်းပြုလုပ်တဲ့အချိန်မှာရိတ်ခါတချို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ရှင်းရနေ့ကဒီဘဲရင်မျိုးကစစ်ခွေးတွေတက်ဆွဲထားတဲ့နေရာကိုစစ်တပ်ကရိတ်ခါလာချသွားပါတယ်။18နဲ့မိထီလာရှမ်းတဲ့ကနေတက်လာပြီးတော့ ဆယ်ချိန်လောက်လာချတာအထုတ်ရင်90ကျော်တယ်မနေ့ကတော့ဒီဘေးတိုက်နယ်တက်ပကပလှူရှားတက်စိတ်ကနေမီရှင်းလေးလှူဆောင်တာရိတ်ခါတချို့ကိုတင်းစီရရှိခဲ့ပါတယ်လို့ဒီဘေးရင်အခြေဆိုင်အဖြူအောင်ပြည်သူကာကွယ်အဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်အလားတူပဲသခိုင်းတိုင်းကောလင်းမြို့နယ်မှာလည်းအကြမ်းဖက်စစ်တပ်က18လေးရင်နဲ့ရိတ်ခါဒုံများလာရောက်ကျဲချပို့ဆောင်ပေးခဲ့ကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ် နိုဗ ెంబ ာလ၈ရက်နေ့မှာကောလင်းမြို့နယ်အရှိချမ်းမှာရှိတဲ့ကြောက်ပထိုးရွှေရွင်းမှာတက်ဆွဲထားတဲ့အကြမ်းစစ်ခွေးများကိုမိထီလာလေးတက်ကနေတက်လာတဲ့184ရင်းနဲ့ရိတ်ခါတုံများလာရောက်ကျဲချပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။မိထီလာလေးတက်ကတက်လာတဲ့18ထောက်ပို့လေးရင်ကကောလင်းမြို့နယ်ရှေ့ချမ်းမှာရှိတဲ့ကြောက်ပထိုးရွှေရွင်းထဲမှာတက်ဆွဲထားတဲ့စစ်ခွေးတွေကိုရိတ်ခါတုံတွေလာရောက်ကျဲချပို့ဆောင်သွားတာပါလို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းကလုံးမြို့နယ်မှာတောင်ကြီးတဆောင်းတိုင်းမိဘုံပွဲတော်ကနေပြန်လာတဲ့ကားတစ်စီး၆တဲကိုပြုတ်ကြပြီးတော့ကားပေါ်မှာပါလာတဲ့ 5ဦးသေဆုံးပြီး12ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖြစ်စဉ်ဟာတောင်ကြီးကနေမန္တလေးမြို့စီကိုမောင်းနေလာတဲ့ Jim B အမျိုးအစားကားဟာမနေ့ကနိုဝင်ဘာလ9ရက်နေ့နေ့လယ်တနာရီခွဲအချိန်ကမှကလုံးမြို့နယ်ဝက်ဖြူရေကြီးပါနဲ့မကွေကြီးကကြားမိုင်းတိုင်အမှတ်56မြင်းဆောင်6အရောက်မှာ break ပေါက်ပြီးတော့အချိန်မထိန်နိုင်မဲနဲ့လမ်းမေးကြောက်ထဲကိုတိမ်းပေါက်ခဲ့တယ်လို့သိရပါတယ်။ ကားကဘရိတ်ပေါက်ပြီးတော့အရှိမထိန်နိုင်ပဲကြောက်ထဲကျသွားတာပါမိုးကလည်းရွာထားတော့လမ်းကလည်းချော့နေတာလေငါးယောက်ကတော့နေရာပါရင်ပွဲချင်းပြီးတည်ဆုံးတယ်ကျန်တဲ့သူတွေကတော့မစိုးရင်ကဒဏ်ရာရတဲ့လူနာတွေပါလို့ကလောင်းမြို့နယ်မိသားတပ်ဖွဲ့စခန်းကတာဝန်ရှိသူကရှင်းပြထားပါတယ်ကားတိတ်မောက်သွားတဲ့အတော့ကားပေါ်မှာပါလာတဲ့အမျိုးသား၈ဦးအမျိုးသမီး၉ဦးစုစုပေါင်း၁၈ဦးတည်းကအမျိုးသမီး၃ဦးနဲ့အမျိုးသား၂ဦးစုစုပေါင်း၅ဦးတည်ဆုံးကကြံခဲ့တဲ့၁၂ဦးကတော့ဖိကိုက်ဒဏ်ရာတွေပဲရရှိတယ်လို့သိရပါတယ်နန်းပန်တက်လူမှုကွန်ရီအသည် မကွေကြီးွာလူမှုကွန်ကြီးအသင်းမြတ်စေတနာမောလူမှုကွန်ကြီးအသင်းနဲ့မဟာလူမှုကယ်ဆယ်ရေးအသင်းအောင်မန်းတွေကထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုကလောမြုပ်ပြည်သူစေယုံကိုကူညီပြီးတော့ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအနောက်ချမ်းပေါင်းတယ်မြို့နယ်မှတ်တိုင်အုပ်စုတမန်ကြီးရွာကကိုတန့်စင်ဦးဆိုတဲ့သူကိုမူရရန်ကားဖို့နဲ့ဖမ်းဆီးပြီးတဲ့နောက်ပိုင်းစစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့အခြားကြီးရွာတွေကိုရောင်းစားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ9ရက်နေ့မန္တလေးကကိုတန့်စင်ဦးကိုမူရရန်ကားမှုနဲ့ရွာထဲကတိုင်တန်းနေဆိုပြီးတော့ပေါတော့ခမရ10ကတက်ချက်ကြော်ကြော်နဲ့အဖွဲက လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီးတော့နောက်တည့်ရက်မိသားစုကလိုက်သွားတဲ့အချိန်မှာတော့ဆွေမတန်တင်နန်းကိုပို့ဆောင်လိုက်ပြီလို့ပြောဆိုခဲ့ကြောင်းမိသားစုနဲ့နှိဆက်သူကပြန်လည်ပြောပြထားပါဗျ။သူ့အမေကတော့ခဏထိမ့်သိမ်းထားတယ်ပဲထင်တာပေါ့။နောက်ရက်အမှုပြေပြီထင်ပြီးတော့လိုက်သွားတော့တင်နန်းပို့လိုက်ပြီတဲ့။ပြီးရင်ဒီတက်ကိုပြန်ခေါ်ပေးမယ်ပြောပြီးတော့နောက်နေ့ရက်ကျတော့တက်တက်ကြော်ကြော်ကပဲငွေလေးသိန်းနဲ့စံတအိတ်ကိုမိသားစုကိုလာပေးသွားတယ်လို့မိသားစုနဲ့နှိဆက်သူကပြန်လည်ပြောပြထားပါဗျ။ကိုတန့်စင်ဦးဟာအသက်34နှစ်အရွယ်ရှိပြီးတော့အိမ်တော်နဲ့ကွင်းနေတာဖြစ်ပြီး အရက်တောက်တဲ့အခါမှာကြောင်သွားတတ်တဲ့အတွာပြည်မျိုးနဲ့ဝတ်ထီးကံပြန်လဲထူထောင်ရေးစခန်းမှာနှစ်လတာအရက်ဖြတ်ထားရတဲ့သူဖြစ်တယ်လို့လက်ရှိမှာလဲစိတ်ကျမ်းမာရေးဆရာဝန်နဲ့ပြသနေရသူဖြစ်တယ်လို့သိရပါတယ်။စိတ်ကျမ်းမာရေးဆရာဝန်နဲ့ပြနေရတဲ့သူပါ။သူကအရက်မတောက်ရင်ကောင်းပါတယ်။မိသားစုတွေကတော့ပြဿနာလာရှာမှာဆိုလို့ဘယ်သူကမှတရင်မပေးပဲငြိမ်နေကြလို့အဲ့လောက်ကြာသွားတာပါ။ ို့အမေကစိုးလို့စစ်တဲထည့်လိုက်တယ်ထင်နေတာပြည်သူစစ်အနေနဲ့ရောင်းစားခံလိုက်ရတာမသိဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ကိုတန့်စင်ဦးကိုဖမ်းဆီးသွားပြီးတဲ့နောက်ခမရ30ကနေအင်မတန်ပြီးတဲ့နောက်မှာတော့ပြီးတော့နတ်တလေးမြို့နယ်ရုံးကိုပို့ကအဲ့ဒီခမ30မကြီးပင်ကွင်းရွာအုတ်ချုပ်ရေးမှုစီကိုစစ်ဗိုလ်တန်းလူစားထုတ်ဖို့ရောင်းစားခဲ့ကြတယ်လို့ဆိုပါတယ် ်မကြီးပင်ခွေးရွာအုပ်ကြီးကတော့မင်းကိုဒိုးရွာကအစားဝယ်လိုက်ပြီးကျန်တဲ့ကိစ္စတော့မသိဘူးလို့ပြန်လဲပြောဆိုခဲ့ပါတယ်ခမရတဆက်တရင်မှုနဲ့တွေ့ကျင်နေပြောတာလဲအတွေ့မခံဘူးလို့မိသားစုနဲ့ရင်းနှီးတဲ့သူတွေကပြောပါတယ်လက်ရှိမှာတော့ကိုတန့်စင်ဦးကိုဖောင်ကြီးတင်တဲ့မှာပို့ဆောင်ထားပြီးတော့တက်ချက်ကြောကြောဆိုတဲ့မအေးဘေးကမိသားစုကိုအယုံသွင်းပြီးတော့လိန်လေထားဆက်ဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဝက်လက်မြို့နယ်ထုံးမိုရွာကိုအကြမ်းမဆက်တဲ့ကမနေ့ကမုံလွဲပိုင်းမှာဒုတိယအကြိမ်ထပ်မံပြီးတော့မိရှုသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ9ရက်နေ့မုံလွဲ2နာရီခွဲအချိန်ကမှဝက်လက်မြို့နယ်အနောက်ချမ်းရွာသာကြီးရွာအထိုင်စခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးများဟာထုံးမိုရွာကိုထပ်မံဝင်ရောက်စီးနင်းပြီးတော့နေအိမ်များကိုဒုတိယအကြိမ် ထမှန်မီးရှို့ဖြတ်စည်းနေတယ်လို့သိရပါတယ်။အချမ်းမတ်စစ်ခွေးတပ်ဟာနိုဝင်ဘာလ6ရက်နေ့နဲ့9ရက်နေ့ကလည်းဝက်လံမြို့နယ်အတွင်းမှာရှိတဲ့တမာကုန်းရွာ၊ရွာတော်ကုန်းရွာ၊ဒရဲဦးရွာ၊ထုံးမိုရွာ၊ထုံးမိုရွာရဲ့အရှိတ်ကဒရားညီနောင်အနီးမှာရှိတဲ့နေအိမ်များနဲ့မြင်းတို့ရွာတို့ကိုမီးရှို့ဖြတ်စည်းခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာဝက်လံမြို့နယ်အနောက်ချမ်းမှာရှိတဲ့ရွာသာကြီး၊ထုံးမို၊ဒရဲဦး၊တမာကုန်း၊ရွာတော်ကုန်း၊ဥရဲကုန်း၊အုပ်ဖို့ကုန်း ကြီးကန်တောင်ရွာမြောက်ရွာလှတော်လဲဦးကြီးကိုနန်းကြီးကို ရွှေသာရင်းမတော်ကိုကိုစုမပြောတော့ဒရောင်းတောင်ဂရုစတဲ့ကြီးရွာများကထောင်ထဲခြေတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဒါအပြင်မကွေတိုင်းမြန်မြုံနယ်မှာလည်းအကြမ်းဖက်စစ်ခွေးတပ်ကကြီးရွာများကိုစစ်ကြောင်းထုတ်ပြီးတော့နေအိမ်များကိုမိရှို့ဖျက်ဆီးနေကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်။ နိုဗ ెంబ ာလ၈ရက်နေ့မှာဗာကျမစစ်ခွေးစစ်ကြောင်းကဇော်ဂျီတောင်ကနေတဆင်တရက်ကံပြူစောတင်းရွာကိုစတင်ဝင်းရောက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာပခုတ်ကူတက်မှတရက်တက်ကနေအော်တိုဘားလာ20ရက်နေမှာစတင်ထွက်ခွာလာပြီးတော့လောင်ချစ်ပင်ပြူစောတိရွာကံမမြို့တို့မှာပြည်သူတွေနေထိုင်တဲ့နေရာများကိုလေကြောင်းလက်နဲ့ကြီးများနဲ့ ဘုံကျဲတက်ဖြတ်ချင်းများလုံဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာကွေးမပြူစောတိရွာမြောက်ပိုင်းမှာရှိတဲ့နန်းစီကန်ရွာကိုလည်းဝင်းအောင်စီးနှင်ခဲ့ပြီးတော့ပြည်သူဝိုင်းနေအိမ်20ကျော်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့ပြောပါတယ်။လက်ရှိချိန်မှာစစ်ခွဲစစ်ကြောင်းဟာတရက်ကန်ပြူစောတိရွာအတွင်းမှာပဲရှိနေသေးတယ်လို့ပြောပါတယ်။အလားတူပဲမခွေးတိုင်းပေါ့မြုံနယ်မှာအကြမ်းမဆက်တဲ့ကဒေါင်းသာချေးရွာအနီးမှာရှိတဲ့နေအိမ်များကိုဆက်လက်ပြီးတော့မိရှုဖျက်ဆီးနေတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်လေးကေကောဒေသမှာစစ်ကြောင်းထိုးနေတဲ့စစ်ခွေးတပ်ရဲ့တမ22စစ်ကြောင်းကကတားနှစ်ဦးဟာကယ်ကြပါဆိုပြီးတော့အော်ဟစ်ကကော်ပိုရိတ်စစ်ကြောင်းထံမှအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တမ22ရဲ့စစ်ကြောင်းကတပ်သား2ဦးဟာလက်နက်တွေကိုယူဆောင်လာပြီးတော့ကင်းကြနေတဲ့အချိန်မှာထွက်ပြေးလာတယ်လို့တော်လိုင်းရဲဘော်တို့ကပြောပါတယ်။သူတို့နှစ်ယောက်ကကင်းကြပြီးတော့ထွက်ပြေးလာတာဘလို့မှမနေနိုင်တော့လို့ကြောက်ပြီးတော့တယောက်ကကြတော့ ဖော့အဖြူရောင်လေးယူလာတယ်။တနက်တလက်ပါတယ်။တယောက်ကပီနာဟိတ်အဖြူလေးယူလာပါတယ်။သူလည်းတနက်တလက်ပါလာတယ်။ရွာရဲလည်းရောက်ရော။ကဲကြပါအောင်ကဲကြပါအောင်ဆိုပြီး light on နေလို့သူများတွေကတွေ့သွားလို့တွားပြီးတော့ခေါ်လာတာလို့၎င်းကပြောပြထားပါတယ်။လက်နဲ့နဲ့အလေးဝင်လာတဲ့တမ22ကတသားတအူးကိုပူပေါင်းဆက်စင်ရင်းမှုဘုံမှုတူရစောတာဘောက ချက်သိန်း30စီချင်းနဲ့ပေးခဲ့တယ်လို့ပြောပါတယ်၄ခေကောမြို့စီကိုစစ်တောင်းထိုးနေတဲ့တပ်မ22ဟာအထိနာပြီးတော့အများပြားတိတ်ဆုံးနေတယ်လို့စီးရဲသတင်းရင်းမြစ်တွေကပြောပါတယ်၄ခေကောဒေသကိုစက်တဘာလ23ရက်နေ့ကနေစပြီးတော့တပ်မ22လက်အောက်ခံတပ်ရင်းတွေကိုသုံးရင်း W ဟာဖွဲ့ပြီးတော့ view ဟာသုံးခုခွဲကစစ်တောင်းထိုးတိုက်ခိုက်နေတာပါ view ဟာနှစ်နှစ်တည်း view ဟာနှစ်နှစ်နဲ့ view ဟာနှစ်နှစ်သုံးဆိုတဲ့ view ဟာသုံး view ဟာ ਨੇ ဗျူဟာကိုအင်အား400ကျော်နဲ့စူပေါင်းအင်အား1400နဲ့စစ်တောင်းထိုးလာတာလို့ဗျူဟာ32ရဲ့ပူပေါင်းစစ်စင်ရေးမှုဘုံမှုသူရစိုးတာဘောကအော်တိုဘားလ23ရက်နေ့မှာပြောပြထားပါတယ်။တိုက်ပွဲတွေရက်ဆက်ပြင်းထန်နေတဲ့၄ကီကောဒေတာနားမှာပြီးခဲ့တဲ့အော်တိုဘားလ32ရက်နေ့ကရသိခုအနီးမှာတမ22လက်အောက်ခံခမရ209တရင်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာခမရ209တိုက်ရင်ကအထိနာလို့ပြန်ဆုတ်သွားရပြီးတော့အလောင်းလင်းနဲ့လက်နိုင်ခဲရနေအများပြားချန်ခဲ့တယ်လို့ တော်လိုင်းရဲဘော်တွေကပြောပါတယ်ယူဟာ30နှစ်ကြက်တင်းနဲ့စေချောင်းကနိုဗ ెంబ ာလ2ရက်နေ့ညပိုင်းထုတ်ပြန်ထားတဲ့ရုပ်သံမှတ်တမ်းမှာလဲခဲရန်နေအများပြားတင်းစီရရှိခဲ့တာကိုတွေ့ရပါတယ်။အော်တိုဘားလ31ရက်နေ့တိုက်ပွဲအတွင်းမှာအချက်မှတ်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့် ဒီကေဘီဖိန်းချုပ်ဒေသဘလူးရွာကတရုတ်နိုင်ငံသားရဲ့လုပ်ငန်းဆိုင်ဖြစ်တဲ့မီးလန်းကိုတော်120မမလက်နက်ကြီးကြီးထိမှန်ပြီးမီးလောင်ပေါက်ကွဲသွားတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ဒီကေကောဒေသကိုစစ်တပ်ကတမ22လက်အောက်ခံဘူဟာ3ဘူဟာနဲ့စစ်ရင်အား1900ကျော်ကိုတုံးကစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာတိုက်ပွဲကာလတလအတွင်းမှာပဲဒုတိုက်ရင်မှုတအုပ်အပါအဝင် 150ခန်းတည်ဆုံးပြီးတော့အယောက်200ခန်းဒဏ်ရာရကအထိနာနေတယ်လို့ပူပေါင်းစစ်စင်ရေးမှုဘုံမှုသူရစောတာဘောကပြောပြထားပါဗျ။လေးကေကောဒေတာတိုက်ပွဲတလအတွင်းမှာစီကောင်စီကလက်နက်နဲ့၄ဦးအလင်းဝင်လာပြီးတော့မြေပြင်မှာတိစီရမိကြတဲ့ကလက်နက်၅လက်နဲ့စစ်သားတအုပ်ကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။အကြမ်းစစ်ခွေးတပ်ဟာလေးကေကောဒေတာတိုက်ပွဲအတွင်းမှာစစ်မှုထမ်းဥပဒေနဲ့ခေါ်ဆောင်လာတဲ့တပ်သားတွေကိုအများဆုံးအုံပြုပြီးရှေ့ဆုံးကနေအသေးခံတိုက်ခိုင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါင်းမြုံနယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းတပ်သားတအူးဟာတနက်တက်လက်နဲ့ခဲအမ်းများကိုယူဆောင်လာပြီးတော့အလေးဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဘမာလာ9ရက်နေ့မှာစိတ်ဖြူမြို့နယ်ကပါစာနတ်ဆက်နစ်က ပေါ့မြွန်နယ်တောင်ပိုင်းကိုစစ်ကြောင်းထိုးရန်ဝင်လာတဲ့တပ်မ69လက်အောက်ခံခမရ74ကြောက်ဆယ်တရင်ကစစ်မှုထမ်းတပ်သားတဲ့တဦးဟောင်းပေါ့မြွန်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထမ်းမှအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဦးဟာ MA1 တနတ်တလန်ကြီပေါက်3ခု 5.56G တရားအင်နာကတလုံးလက်တွေပုံတလုံးနဲ့ RPG ဖူးတစ်ဖူးတို့ကိုယူဆောင်လာတယ်လို့သိရပါဗျ။ ပြည်သူလူထုကထောက်ခံမှုမရှိတဲ့အကြမ်းဖက်စစ်သားပြူစောထီးများအနေနဲ့စစ်ခွေးလက်အောက်မှာမနေထိုင်ဘဲသက်ဆိုင်ရာတော်လိုင်းနေမိကံများနဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်ကြရတဲ့ပေါင်းမြို့နယ်ပကပအနေနဲ့ဒေသတွင်းစီရေးလှုပ်ရှားမှုများကိုအရှိန်ဟုန်နဲ့တိုးမြင့်လှုပ်ဆောင်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့လည်းအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကိုအထူးသတိထားကြရတဲ့ပူးပေါင်းပါဝင်ပေးကြပါရန်ပေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတိအပြီးနှိုးဆော်ထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလုံခြုံနိုင်ကြပါစေခင်ဗျာ